တင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့ဖိလစ်ပိုင်ဆော်ဝါနောက်လိုက်လက်နက်ကင်တပ်တွေကိုအင်အားဖြည့်ပေးဖို့အတွက် MNLF ပျောက်ကြားတပ်တွေဟာမလေးရှားနိုင်ငံကိုထောက်ခွာသွားပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မလေးရှားတပ်ဖွဲ့တွေရဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကိုခံနေရတဲ့ဖိလစ်ပိုင်ဆော်ဝါနောက်လိုက်လက်နက်ကင်တပ်တွေကိုအင်အားဖြည့်ကူညီဖို့အတွက်ဖိလစ်ပိုင်နိုင်ငံမှာရှိတဲ့မော်ရိုအမျိုးသားလူမျိုးရေးတပ်ပေါင်းစုကပျောက်ကြားတပ်တွေဟာရေချောင်းခရီးလက်နဲ့မလေးရှားနိုင်ငံကိုထောက်ခွာသွားပြီဖြစ်တယ်လို့ MNLF Islamic ကြီးကြပ်ကိုယ်ကအကောင်စီအကြီးအကဲမိုဟာမက်ဂျက်ဟာရှင်ကမတ်လ6ရက်နေ့က AFP သတင်းဌာနကိုပြောကြားခဲ့ပါတယ်။အများစုကဖိလစ်ပိုင်နဲ့မလေးရှားအစိုးရတို့တီထောင်ထားတဲ့ရေကြောင်းအဆောင်အချက်တွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုကြော်ဖြတ်လွတ်မြောက်သွားပြီဖြစ်ပါတယ်။အင်အားဖြည့်ကူညီမဲ့ပျောက်ကြားတပ်သားရေအတွက်ကိုအတိအကျမသိရသေးပေမဲ့လည်းအစောပိုင်းကတည်းကပျောက်ကြားတပ်သားထောင်ပေါင်းများစွာကပူးပေါင်းတိုက်ခိုက်လို့ကြကြောင်းဟာရှင်ကပြောကြားခဲ့ပါတယ်။မလေးရှားနိုင်ငံဘော်နီယိုကျွန်းစုစာပါပြည်နယ် လာဟက်ဓာတုခိုင်တန်တိုရွာမှာသတင်းသုံးပတ်ကြာကျူးကျော်ရောက်ရှိနေတဲ့ဖိလစ်ပိုင်တောင်ပိုင်းစုလူပြည်နယ်မှာစော်ဘွားဂျမလူကီရဲနောက်လိုက်လက်နက်ကင်တွေကိုအဲ့ဒီနယ်မြေကဖယ်ရှားရှင်းလင်းဖို့မလေးရှားစစ်တပ်နဲ့ရဲတပ်ဖွဲ့တို့ပူးပေါင်းကမတ်လ9ရက်နေ့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အင်အားတရာကနေ300အကြာရှိတဲ့ဖိလစ်ပိုင်လက်နက်ကင်တွေဟာအဲ့ဒီတိုက်ခိုက်မှုကနေအသက်ရှင်လွတ်မြောက်ခဲ့တယ်လို့စော်ဘွားကီရန်ရဲ့လက်ထောက်တွေကပြောကြားခဲ့ပါတယ်။ ယောက်ျားတက်သားတွေဟာအဲ့ဒီနယ်မြေမှာရခင်ကလေးကျိမှုတွေပြုလုပ်ခဲ့တာကြောင့်နေမြေတီကျွမ်းမှုရှိရလို့ဟာရှင်ကပြောကြခဲ့ပါတယ်။ခေါင်းဆောင်တွေကတရားဝင်ညွှန်ကြားထားခြင်းမရှိပေမဲ့လည်းအဲ့ဒီတပ်သားတွေဟာစာဘာပြည်နယ်ကိုပိုင်ဆိုင်တယ်လို့ထွက်ဆိုခဲ့တဲ့ဆော်ဝါကီရန်ဘက်ကနေအပြည့်အဝအကူအညီပံ့ပိုးကြခြင်းဖြစ်ကြောင်းဟာရှင်ကပြောကြခဲ့ပါတယ်။